Brandon Rival ရဲ့အာသာချက်တွေက Joshua Van အဲ့ဒါအကြီးကြီးစင်ခေါ်မှုထိနေမလားဆိုတဲ့ပုံမှာအဓိကအာရုံစိုက်ထားပါတယ်ဟုတ်ပါတယ် rival နဲ့ van ပွဲကြိုတုံးသက်ချက်တီပေါ့နော်အထူးသဖြင့် rival ရဲ့တိုက်ခိုက်ရေးပုံစံသူရဲ့အဓိကအားတာချက်တီကိုအသေးစိတ်ခွဲခြမ်းစိတ်ဖျားထားတာလေးကြည့်ပြီးတော့ van အနေနဲ့ဘလို့အခက်အခဲတွေကြုံနိုင်မလဲဘယ်နေရာတွေကအခွင့်အလမ်းဖြစ်မလဲကြည့်ကြတာမော်လေဟုတ်ကဲ့စိတ်ဝင်စားစရာက van back ကလေး rival ရဲ့ပွဲတီကိုအတော်လေးဖြန့်ကြည့်ပြီးဖြင်းစစ်နေတယ်ဆိုတော့လေ guitar ဆို အရေးမြစ်ဒီကအသားဖိပြောထားတဲ့ rival ရဲ့အဓိကအားသားချက်တွေ van တွေ့အကြီးဆုံးစင်ခေါ်မှုဖြစ်လာနိုင်တာတွေနဲ့ဆက်လိုက်ကြအောင်။ Ừm ပထမဆုံးနဲ့အထင်ရှားဆုံးကတော့သူ့ရဲ့တက်လုံးပဲ။အရေးမြစ်အများစုကတော့တညီတညွတ်တည်းထောက်ပြထားတာကသူကငါးချီအဲမိနစ်25မိနစ်လုံးလုံးအချိန်မကျပဲဆက်တိုက်ဖိအားပေးနိုင်တယ်။ဟုတ်ပါ။တန်းခံနိုင်ရင်လည်းရန်ကောင်းတော့ flyweight ရဲ့ nadius လို့တော့ပြောကြတယ်လေ။အော်ဟုတ်တယ်။ဒုတိယအချီမှာနားခွိုင်းတောင်တတိယအချီမှာဘာမှမဖြစ်သလိုပြန်ထွက်လာနိုင်တာမျိုးဆိုတော့ဒီအချက်ကအတွေ့ကြုံနဲ့နဲ့နှုတ်သေးတဲ့ van လို fighter အတွက်ပွဲချလာရင်ဖျားပုံများစေနိုင်တယ်ပေါ့။အဲ့လိုမရမနာဖျားပေးနိုင်တာကတကယ်အားသားချက်ကြီးပဲ။သူ့ရဲ့မွေထိုင်းကစားဟန်ကတော့ van ရဲ့ရပီးတိုက်တဲ့ပွဲအတွက်ဘလောက်အန္တရာယ်များနိုင်လဲ။သူ့ရဲ့ညာဟောင်းလက်တီဘယ်ဖြောင်းလက်တီတွေကောင်းမိမယ်။ အရင်မြစ်ဒီအဓိကပြောလာကသူ့ရဲ့ဘဲခြေကန့်ချက်ပဲအထူးသဖြင့်ယပြိုင်ပိုင်ရဲ့ဝမ်ပိုက်ကိုစုံကန်တဲ့ကန့်ချက်လေอืมอืมအဲ့ဒါကပြိုင်ပိုင်ရဲ့တလုံးကိုတိတိတသာကြစေနိုင်တယ်ဒီကန့်ချက်တွေထိလာရင် van ရဲ့လှူရှားမှုတွေနှေးဝနိုင်ပြီးတော့ rival ရဲ့ဖျားပေးလာကိုပို့ခင်ရနိုင်တယ်လို့သုံးသပ်ကြတယ်လက်တိခြေကန့်ပြန်မြစ်ပြန်မှာရောသူ့ရဲ့ချွတ်ခွက်ကားကွယ်မှုကကောင်းတယ်ဆိုတာလေရှုံးခွက်ကော်နေပွဲမှာချွတ်ခွက်နဲ့ရှုံးတာတပွဲပဲရှိတယ်ဆိုတော့ van ကမြေပြင်မှာအသာစီးอยู่ဟိုစူးစမ်းရင်လုတ်ဖြစ်ပါမလား အဲ့ဒါကလေစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ပဲဟိုတလောက်ကတက်စထရိုထိုင်းလာနဲ့ပွဲတော့ကဆိုရင် body triangle lock me နေရတောင်းလေဟုတ် rear naked choke မမီအောင်လေးမနဲ့လောက်ကားခွေနိုင်ခဲ့တယ်ဆိုတော့ तू ကမြေပြင်ရောက်သွားရင် a scramble လောက်တာအရန်ကောင်းတော့သူ့ကိုထိန်းချုပ်ဖို့ကတော်တော်ခက်တယ်ဒီလိုကားခွေကြီးကောင်းတော့ van အနေနဲ့ချုပ်ွက်နဲ့အနိုင်ယူဖို့ဆိုတော့တော်တော်လေးခက်မဲ့ပုံပဲအားသာချက်ဒီကတော့ van အတွက်တကယ်ကိုအဓိကစိန်ခေါ်မှုတွေပဲဒါပေမဲ့သူ့မှာအားနိုင်ချက်တချို့ရှိတယ်လို့လည်းအရင်မြေတဲမှာဖတ်လိုက်ရတယ် အဲ့ဒါတွေကဘာအတွက်အခွင့်အရေးချေလာနိုင်မလားအရင်ချိနိုင်တာဗောအဓိကတတိထားမိကြတာက तू ကတိုက်စစ်ကိုအရန်အားတန်လွန်းနေတအားစွန်စားတယ်ဟုတ်ရှေ့ကိုအတန်းဝင်ရင်းနဲ့ပြိုင်ဘက်ရေကောင်တာတွေကိုပြန်ထိတတ်တယ်တချို့ခွဲခြားစိတ်ဖြားမှုတွေမှာဆိုရင် तू ခေါင်းငုံပြီးအတန်းဝင်လာတဲ့ချိန်မျိုးမှာအပေါ်ဖြက်လက်တီးတို့ရှေ့တိုးကန်တဲ့ချိန်မှာတဲ့တဲ့ဝင်လာတဲ့ဖြောင်းလက်တီးတို့ထိလွဲတယ်လို့ဆိုတယ်လဝိပိုတိကြတဲ့ဗန်လို့ပြောင်ဘက်ကဒါကိုအတုံးချနိုင်ကြီးရှိတယ်ဟုတ်ပြီ ဲ့ဒီတိုက်စစ်လိုက်လွန်းလို့ပေါ်လာတဲ့အာဏာချက်အပြင်တခါတလေမလိုအပ်ပဲ rescue လွန်းတဲ့လို့လည်းဆိုကြတယ်မိမိကလိုက်ထိုးတာတော့ tick down chance ထိမရှိတာကိုမရမရဝန်လုံးလာတာမျိုးတွေက van back ကဘလို့ခွင့်ရရနိုင်မလဲအဲ့ဒီလိုအလို့ဒီကြီးလောက်တာတွေက van ထုတ်ခွင့်လောင်းမင်းပေါ့ rival ကတောင်းဝန်လုံးလာတာကိုကာကွယ်ရင်းနဲ့ဖြစ်ဖြစ်လွတ်အောင်ယုံရင်းနဲ့ဖြစ်ဖြစ် van ကတံပြန်တိုက်ထုတ်နေရလွတ်တွေရှာတွေ့နိုင်တယ်။ဒါကြောင့် van ရဲ့နီးပြီးဟွာကအလဲထိုးဖို့ချို့ဖို့ထက် rival ရဲ့အမားတွေတိုက်စစ်လွန်ကဲမှုတွေကိုစောင့်ပြီးတော့တိတ်ကြတဲ့ counter တွေနဲ့အမှတ် UFO ဖြစ်နိုင်ခြင်းများတယ်လို့အရင်းမြစ်တွေကညွှန်နေကြတယ်။ဒါဆိုခြုံပြောရရင် rival ရဲ့အရိကအင်အားကတက်လုံးမွေထိုင်းကန်ချက်နဲ့ခန္ဓာရီကောင်းငယ်ကာကွယ်ရေးဖြစ်နေချိန်မှာသူ့ရဲ့စွန်စားလုံးနဲ့တိုက်စစ်ဟန်နဲ့ကောင်းချာမိလွယ်တဲ့အားနဲ့ချက်ကဂျော်ရှုအာဗန်လို့ပြင်ဆင်မှုကောင်းကောင်းနဲ့စောင့်ပြီးတိုက်တက်တဲ့သူအတွက်အခွင့်အရေးတွေရှိနေတယ်လို့ပြောရမှာပေါ့ ဟုတ်ပါတယ်တိတိကျကျကတော့အဲ့ဒီအတိုင်းပါပဲဗန်ရည်လေလာမှုငယ်ရွယ်တက်ချွာမှုနဲ့ကောင်တာတိုက်နိုင်စွမ်းကရိုဗက်ဂျော်ရဲ့အတွေ့အကြုံမာကျောမှုနဲ့အဆက်မပြတ်ဖြည့်တာပဲမှုကိုဘယ်လောက်ချီတုံ့ပြန်နိုင်မလဲဆိုတာကဒီပွဲရဲ့အပြေကိုဆုံးဖြတ်ပေးလိမ့်မယ်ဒီဆွေးနွေးမှုရတော့ရိုဗက်ဂျော်မှာပြိုင်ဘက်ကိုဒုက္ခပေးနိုင်တဲ့လက်နက်ကောင်းတွေရှိပေမဲ့သူ့ရဲ့ကစားဟန်တွေကအားနဲ့ချက်တဲ့ကဗန်နက်ဒရိုအနိုင်ရဖို့လမ်းစားလေးတွေဖွင့်ပေးထားနိုင်တယ်ဆိုတာကိုတွေ့ရတယ်ဗျာအင်း အဆုံးဖက်နေနဲ့ဆက်ပြီးစဉ်းစားစရာတစ်ခုကတော့ Roy Van ရဲ့အဲ့ဒီမယမနာဖီအားပေးမှုတန်ခိုင်မှုဆိုတဲ့မုန်တိုင်းကိုလေ Van ရဲ့ဂျိုဒင်းပြင်ဆင်မှုစီးနှက်ဆက်ကြတဲ့တမန်တိုက်စစ်ကထင်းထုံနိုင်တော့မလားဒါမှမဟုတ်အဲ့ဒီမုန်တိုင်းတံကိုပဲခံသွားရမှာလားဆိုတာပါပဲ